ပါဒီနေ့ ပြောပြမယ်အကြောင်းအရာလေးကတော့လုပ်ငန်းခွင်အတွင်းကလူများအတွက်ပေါ့နော်ဒါလေးကိုရည်ရွယ်ထားတယ်အထက်လူကြီးနဲ့မိမိနဲ့လုပ်ငန်းခွင်အတွင်းမှာအဆင်မပြေဘူးအာအမိမိထက်လူကြီးကမိမိပေါ်ကိုညဉ့်ညင်တာတွေများတယ်အာမိမိကလည်းအထက်အလူကြီးနဲ့မှပဲပတ်သက်ပြီးအလုံးလုံးရမဲ့ကိစ္စဖြစ်ပေါ်နေတဲ့အခက်အခဲလေးတွေအတွက်ကို ပြုလုပ်တဲ့အစီအရင်လေးကြောင်းပြောပြမယ်နော်မနက်တိုင်းမိမိအိမ်ဖေးရမှာတီးတန့်ပန်အိုးလေးတစ်လုံးနဲ့တပြေး22ညွန်ကိုရေလေးထည့်ပြီးတော့ကတ်လူပူဇော်ထားပါအဲ့လိုကတ်လူပူဇော်တဲ့အချိန်မှာလဲတန်ဘုတ်တွေကာရာတော်မြတ်ကြီးကိုမိမိသက်စေရွတ်စုပြီးတော့ပူဇော်ပါဒီလိုဆိုပြီးတဲ့အချိန်မှာတော့မိမိအားညဉ့်ညင်နေတဲ့ ကိစ္စအမြင်မကြည်လင်တဲ့ကိစ္စအထက်လူကြီးနဲ့မိမိနဲ့အခြားအဆင်မပြေတဲ့ကိစ္စတွေအမြန်ဆုံးပြေပျောက်ပြီးတော့အထက်လူကြီးနဲ့မိမိနဲ့ပတ်သက်ဆက်နွယ်ပြီးလုပ်ရမယ့်ကိစ္စရဲ့အတိုင်းအမြန်ဆုံးချောချောမောမောနဲ့အဆင်ပြေပါစေလို့ဆုတောင်းပါအလုတ်သွားကန်နေနိုင်လေစောစောကကတ်ထားတဲ့အာတောက်တော်ကြီးပေါ့နော်တောက်တော်ကြီးအနေနဲ့ကိုစွန့်ပြီးတော့မိမိသဘင် ဇပင်ရဲ့ဒီဆန်စာလေးတွေဒါမှမဟုတ်မိမိမျက်နှာအနှဲငယ်ဆွတ်ပြီးတော့မှသွားပါဘယ်နှရက်ပြုတ်လောက်ရမလဲဆိုရင်အကောင်းဆုံးကတော့21ရက်တိတိအထိပြုတ်လောက်ပြီးတော့ဆောင်ရွက်ကြည့်ပါဒီဟာလေးပြုတ်လောက်ခြင်းအပြင်မိမိနဲ့အထက်လူကြီးချာအစဉ်ပြေချုံးမွေးလာပြီးလုပ်ငန်းတွင်းမှာလည်းပျော်ရှင်စရာလေးတွေတွေ့မြင်လာပါလိမ့်မယ်နော် အလုံးမဲ့ဘုသူတရားကြပါစေလို့မဆာကဆန္ဒပြုလိုက်ပါတယ်